်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမအဆုံးမြန်မာနိုင်ငံမှာအမေရိကန်ရောက်လာလို့တွန်းလို့ခြောက်ခြားလာတဲ့အာနာသိန်းစစ်တပ်ရဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်။ ဒီစင်မှာရွေးကောက်ပွဲမတိုင်ခင်နေပြည်တော်နေမြေတဲကိုတော်လန်ရေးတပ်ဖွဲ့တွေရောက်လာပြီးတနင်္လာရီတိုင်းကမော်တော်စစ်စခန်းကိုလည်း KNU ကသိမ်းလိုက်တယ်။မွေးစားသား DKBA နဲ့ BGF ကပြီးတဲ့ဒုက္ခကလည်းအာဏာသိမ်းစစ်တပ်အတွက်အခက်တွေ့နေပြီးကဘာကအာဏာသိမ်းထားတဲ့မြန်မာကိုအယုံဆိုင်လာကြတယ်။အာဆီယံကိုလာခဲ့တဲ့ထရန့်ဟာမြန်မာအကြောင်းဘာမှမပြောခဲ့ပေမဲ့အတင်းစကားကြားသွားခဲ့ပုံရပြီးသိမ်းမကြမီမှာမြန်မာနေဆက်ကကြားဖြတ်နေနှင်းဖို့ကဘာအတိအကျညာလိုက်တယ်။ တိုက်ဆိုင်ရင်လာကအမေရိကန်ကနေကြားဖြတ်နေနှင်းဖို့ကမ္ဘာတိကျင်ညာလိုက်ချိန်မှာရုရှားစစ်သည်မော်ကမြန်မာပြည်ကိုရောက်နေတယ်။ကမ္ဘာကြီးရဲ့တုံ့ပြန်ကူညီမှုတွေကဘလို့ဖြစ်လာနိုင်နေဆိုတာပြောဖို့စောလွန်နေသေးပေမဲ့အာနာသိန်းစစ်တပ်ကတော့မွေးစားသားတွေကြီးကနေရလာတဲ့အစိုးကြီးတွေအတွက်ကမ္ဘာကြီးနဲ့ရင်ဆိုင်ဖို့ပြန်များနေပြီဖြစ်ပါတယ်။နေပြည်တော်လိုနေမီတဲ့အထီတော်လိုင်းရေးတပ်တွေဝင်လာနိုင်တာဆိုတာကိုကျင်အနာဒိန်းစစ်တပ်ဟာအမေရိကန်ကအဖွဲလိုက်တဲ့ကြားဖြတ်နေနေရေး second strike force ကိုတော်တော်လေးတုံ့လုံနေပြီးအယုံဆိုင်နေရဆိုတာထင်ရှားပါတယ်။ ပြည်သူတွေလည်းပင်ပန်းနေပြီလက်နက်ကင်လူငယ်တွေလည်းအိမ်ပြန်ကျင်နေကြပြီဆိုတော့မိုးရွာုံရေခန့်ကြုံမှာပဲဆိုပြီးပြောဆိုထားပါတယ်ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲကို နိုင်ငံတကာကဘာပြောလဲဆိုတာကိုတင်ဆက်ပေးသွားပါမယ်ရှင်အာနာဒိန်စစ်တပ်ကယခုနှစ်ကုန်မှကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲပေါ်နိုင်ငံတကာမှအစိုးရကုလသမဂ္ဂမှတဝင်ရှိသူအချို့ရဲ့အမှတ်ချက်တွေကိုစူးစီးတင်ဆက်လိုက်ပါတယ်ရှင် ူလာသမဂအထွေထွေအတွင်းရေမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကဒီရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူမှယုံကြည်ကြမယ်လို့ကျွန်တော်မထင်ပါဘူး။ဒီရွေးကောက်ပွဲကမြန်မာပြည်ပြည်ထနာရီရဲ့အဖြေကိုထုတ်ပေးနိုင်မယ်လို့လည်းဘယ်သူမှယုံကြည်တယ်လို့ကျွန်တော်မထင်ပါဘူး။ဒီအချိန်ကလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန် အကြံဖတ်မှုတွေရတန်ရမယ်အချိန်တစ်ချိန်ထဲမှာအယက်သားအုပ်ချုပ်မှုကြီးဦးတည်တဲ့နိုင်ငံရေးဆိုင်ရာစင်ကဲပြောင်းလဲမှုနဲ့အခြေခံဥပဒေနဲ့အညီဖွဲ့စည်းတဲ့အစိုးရကိုလေးစားဖို့လမ်းခင်းပေးရမယ်အချိန်ဖြစ်ပါတယ်လို့ဆိုပါတယ်။ လူအခွင့်ရေးဆိုင်ရာမာမင်ကြီးဘုကဒက်ကဒီအခြေအနေရဲ့အောက်ကနေရွေးကောက်ပွဲကျင်းပမယ်ဆိုတာစဉ်းစားလို့လိုက်မမီနိုင်ဖြစ်ရပါတယ်ရွေးကောက်ပွဲမှာလွတ်လပ်ပြီးတရားမျှတပါတယ်လို့ဘသူကများဘလို့ပြောနိုင်မလဲဘသူထိန်ချုပ်မှုအောက်မှာမှမရှိတဲ့အတိုင်းပြည်ရဲ့နေရာတော်တော်များများကိုသူတို့ဘလို့များရွေးကောက်ပွဲကျင်းပနိုင်မလဲစစ်တပ်ကိုယ်တိုင်ကပြည်ပခါရဲပအဝင်ပတ်သက်နေပြီးကိုပြည်သူကိုနှစ်ပေါင်းများစွာဖိနှိပ်နေပြီးဘလို့များရွေးကောက်ပွဲကျင်းပနိုင်မလဲဆိုပြီးပြောဆိုထားပါတယ် မြန်မာနိုင်ငံဆိုင်ရာလူအခွင့်ရေးအထူးစီရင်ခန်းစာတင်သွင်းသူဂျွန်အန်ဒရူးကဒီရွေးကောက်ပွဲကအထူးရောင်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောနိုင်သမျှရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။ဒီရွေးကောက်ပွဲတွေကအလိန်အညာတွေပါအတိုက်အခန်းနိုင်ငံရေးခေါင်းဆောင်တွေဖန်စီခံထားရထိမ့်သိမ့်ခံထားရအကျဉ်းထခံထားရညှဉ်းပန်းနှိပ်စက်ခံရခြင်းမှာဘလို့မှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုခမည်းရရှိမှာမဟုတ်ဘူးဆိုပြီးပြောဆိုထားပါတယ်။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးဝင်းစတန်ပီတာက မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေနဲ့ပတ်သက်ပြီးအလွန်အမင်းဆိုရင်ကြောင့်ဒီလိုတော်မှာပြောကျင်ပါတယ်လက်ရှိအစည်းအဝေးတွေဟာလွတ်လပ်မှုမရှိသလိုတရားမျှတမှုလည်းမရှိပါဘူးနောက်ပြီးရရှိတည်တတ်တဲ့ငင်းချမ်းရေးစီလည်းဥတည်မနေပါဘူးရွေးကောက်ပွဲအစည်းအဝေးတွေနဲ့ပတ်သက်လို့တင်းတင်းကြပ်ကြပ်ပြဿနာတွေလည်းရှိနေတာပါ မဲဆာရွက်တွေမှာစစ်မှန်တဲ့အတိုက်အခံနိုင်ငံရေးပါတီတွေရှိမနေပါဘူး။နောက်ပြီးရွေးကောက်ပွဲအပေါ်များပြည်သူဝေဖန်မှုကိုလည်းရာဇဝမှုအဖြစ်ဖိနှိပ်ထားတဲ့ဥပဒေတွေလည်းပြဋ္ဌာန်းထားပါတယ်။ဒီလိုအခြေအနေတွေအောက်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာအများပြည်သူယုံကြည်မှုရရှိမှာမဟုတ်ပါဘူးလို့ပြောဆိုထားပါတယ်။စင်ကာပူနိုင်ငံခြားရေးဝန်ကြီး PPN Black Krishnan ကချက်ချင်းဦးစားပေးရမှာကအကြံဖတ်မှုတွေလျှော့ချဖို့လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့နဲ့တွဲဆောင်ဆွေးနွေးရေးအခြေအနေတွေဖန်တီးပေးဖို့ဖြစ်ပါတယ်။ ငင်းကြံရည်လုံကြုံရည်နဲ့အလုံးပဝင်မှုတွေကလာမယ့်ရွေးကောက်ပွဲတွေရဲ့အခြေခံအုတ်မြစ်ဖြစ်ရပါတယ်။ဒါမှသာရလက်ကအများလက်ခံယုံကြည်ရမှာဖြစ်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒကိုထင်ရှားစေမှာဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်ရှင်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မြို့ပေါ်တွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များကြားတိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးနောက်မောတောင်မြို့မှရဲစခန်းနှင့်လာဝကလုံကြုံရည်ကိတ်များကိုတော်လှန်ရေးတပ်များကတင်းယူလိုက်ကြောင်းတော်လှန်ရေးတရင်ရေးမြစ်ကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုထားပါတယ်။ နိုဝင်ဘာလ10ရက်နေ့မှစ၍စစ်တပ်ကမောတောင်မြို့နှင့်ထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းကြောင်းကိုမြန်မြေစိုးမိုးမှုပြန်လည်ရရှိရေးစစ်ကြောင်းထိုးလာသောကြောင့်ထို့သို့စစ်ကြောင်းထုတ်မှုအတွင် KNL ဥဆောင်သောတော်လန်ရေးတပ်များနှင့်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်အထိပါတိုက်ပွဲများကူးစက်ခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့နှင့်နိုဝင်ဘာလ12ရက်နေ့တို့တွင်တော်လန်ရေးတပ်များကမောတောင်မြို့ပေါ်ရှိမြို့မရဲစခန်းလုံခြုံရေးဂိတ်များလဝကကဂိတ်များကိုတိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရှိရပါသည်ရှင်။ သူတို့စစ်ကြောင်းထိုးတဲ့နေရာကနေတိုက်ပွဲကမြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမြို့ပဝင်းချင်းတစ်ခုလုံးကိုတော်လန်ရေးတပ်တွေထိန်းထားတယ်မြို့ပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေရာတွေရှိတယ်နေမြေစုမှုမှုကတော်လန်ရေးတပ်တွေဘက်မှစုမှုထားတဲ့ဟုတော်လန်ရေးတရင်ရင်မြက်ကပြောဆိုထားပါတယ်မောတောင်မြို့ပေါ်မှာ တိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးနောက်မြို့ပေါ်မှာစစ်သားအချို့ကနေဆက်ဘက်သို့ထုတ်ခွာလာပြီးယနေ့နိုဝင်ဘာလ14ရက်နေ့နံနက်3နာရီအချိန်စစ်သား30နီးပါးမှထိုင်းဘက်သို့ခိုလုံလာကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်သားများထံမှလက်နက်20ကျော်တင်ပိုက်လိုက်ကြောင်းရင်းဖြစ်စဉ်ကိုစစ်ဘေးရှောင်များကတွေ့ရှိဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနှင့်ဗီဒီယိုမှတ်တမ်းများကိုပြန်လည်ဖြတ်ခိုင်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။ စစ်ဘေးရှောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံနဲ့ဝင်ခွင့်ပေးတယ်စစ်ခွေးတွေလည်းမြို့ပေါ်ကနေဆုတ်လာတာစုစုပေါင်း30ကျော်တယ်လက်နက်20ကျော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်အဲ့ဒါမနက်အစောကြီးဆိုတော့စစ်ဘေးရှောင်တွေကလည်းတွားပြီးမှတ်တမ်းယူကြတာထိုင်းစစ်တပ်တွေကအကုန်ဖြတ်ခိုင်းပါတယ်ပြည်လာသူကပြောရဆိုရင်မြို့ပေါ်မှာစစ်ခွေးတွေအကုန်ဆုတ်ခွာကုန်ပြီဟုထိုင်းမြန်မာနယ်စပ်တွင်ခလုံးရောက်ရှိနေသောစစ်ဘေးရှောင်တို့ကရှင်းပြထားပါတယ် လက်ရှိတွင်ထိုင်းမြန်မာနယ်စပ်သို့မောတောင်မြို့မှပြည်သူ3000နီးပါးစစ်ဘေးရှောင်ရောက်ရှိနေပြီးစာနေရိတ်ခါစေဝါနှင့်အမိုးအကများလိုအပ်နေကြောင်းစစ်ဘေးရှောင်ပြည်သူများတွင်တက်ကြီးရွယ်အိုများကလေးငယ်များကိုဝင်ဆောင်မိခင်များပြားပါဝင်ကြောင်းသိရှိရပါသည် လက်တလောစစ်တပ်ကမောတောင်မြို့မကြစင်ရဲ့အတွက်လေကြောင်းတိုက်ခတ်မှုများကိုအရှိန်အဟုန်မြင့်နေပြီးမောတောင်မြို့ကိုလေရင်ဖြင့်ပုံကျဲချနေကြောင်းထို့ကြောင့်မောတောင်မြို့ပေါ်မှဇေယပဝင်းပြည်သူလူထု၏နေအိမ်များမိလောင်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်းဒေသခံပြည်သူများထံမှသိရှိရပါသည်ဆက်လက်ပြီးမင်္ဂလာတုံးဝါယာလက်တောတိုက်ရက်ွက်အုပ်ချုပ်ရေးမှူးဦးအိမ်မြင့်နှင့်အဖွဲ့ကနေအိမ်ပေါ်တက်၍လူငယ်များကိုပေါ်တာဆွဲဖမ်းဆီး ကျောက်ဆယ်တွင်အလုတ်သွားသည့်လူငယ်ရှိဦးကိုထွေအုပ်နှင့်စစ်တပ်ကဂိတ်ချဖမ်းဆီးပြီးစစ်မှုရန်တင်နန်းကြောင်ပို့မိတဲ့တင်ကိုတင်ဆက်ပေးသွားပါမယ်။ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်ဝါယလက်တော်တိုက်ရက်ွက်တွင်အစင်းစင်မီဆိုကရက်ွက်အုပ်ချုပ်ရေးမှုဦးအင်းမြင့်နှင့်ယာအိမ်မှုများကလူငယ်များကိုနေအိမ်ပေါ်အထိတက်၍ဖန်စီပေါ်တာဆွဲမှုများလှုပ်ဆောင်နေကြောင်းဖန်စီခံရသောလူငယ်အချို့၏ဆွေမျိုးသားချင်းများကရန်ကုန်ခေတ်သစ်တည်နှထဏထံသို့ပြောဆိုထားပါသည် နိုဝင်ဘာလ9ရက်နေ့ည7:00နာရီဝန်းကျင်အချိန်တွင်ဝါယာလက်တောတိုက်ရက်ခွက်အတွင်အစင်းစင်မီဦးဆိုပြီးရက်ခွက်အုပ်ချုပ်ရေးမှူးအင်းမြင့်နှင့်အဖွဲ့ကလူငယ်များကိုနေအိမ်ပေါ်သို့တက်၍ပေါ်တာဆွဲဖမ်းဆီးကြောင်းရင်းနောက်စစ်ဆေးမီဦးဆိုကရက်ခွက်ရုံတို့ခေါ်သွားပြီးနောက်တနေ့နံနက်ပိုင်းတွင်စစ်မှုထမ်းစုဆောင်ရေးတပ်များသို့ပို့ဆောင်ကြောင်းသိရှိရပါသည်ရှင်။အုတ်ကြီးကသူနဲ့မတည့်တဲ့အိမ်၊သူနဲ့အဆင်မပြေတဲ့အိမ်တွေကိုအဲစင်းဆိုပြီးလူငယ်တွေကိုတတ်ဖန်တာ ပြီးတော့စင်မေးစရာရှိလို့ဆိုပြီးနောက်တနေ့စင်မှုတန်းတင်တန်းကြောင်းပို့တာပဲဖန်းခံရတဲ့လူငယ်တွေရဲ့မိသားစုဝင်တွေကအနောက်ကနေလိုက်ထုတ်ဖို့လုပ်တော့လဲအဆက်အသွယ်မခံပဲစစ်ထဲပို့တယ်ဟုရက်ကွက်နေပြည်သူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားထားပါတယ်။ရင်းပြင်းမင်္ဂလာတို့မြို့နယ်ဝါယာလက်တော်တိုက်ဓမ္မရိတ်တာရက်ကွက်အုတ်ချုပ်ရင်မှုဦးအေးမြင့်နဲ့အဖွဲ့က စစ်မှုထမ်းတပ်သားလုံလောက်စွာရရှိသွားခြင်းတွင် လူငယ်များကိုဖမ်းဆီး၍တဦးလျင်ငွေကြသိန်း80ဖြင့်ရွေးယူခိုင်းကြောင်းလာမရွေးနိုင်သောလူငယ်များကိုအခြားသော ရက်ွက်များထံသို့စစ်မှုထမ်းလူစားထိုးအဖြစ်တဦးလျင်ငွေကြသိန်း80ဖြင့်ရောင်းချကြောင်းသိရှိရပါသည် အလာဒူမန္တလေးတိုင်းကြောက်စဲမြို့နယ်တန်ရွာတိုက်နယ်တွင်လည်းအလုတ်သွားမိလူငယ်ရှစ်ဦးကိုမြို့နယ်ထွေအုပ်နှင့်စစ်တပ်ကဂိမ်းချဖမ်းဆီးသွားပြီးစစ်မှုထမ်းတင်နှံကြောင့်ပိုရန်ဖမ်းဆီးချုံနောက်ထားကြောင်းဖမ်းဆီးခံရသောလူငယ်များ၏မိဘဆွေမျိုးများကရန်ကုန်ခေတ်တည်င်းဌာနတန်သူပြောဆိုထားပါသည် နိုဝင်ဘာလ12ရက်နေ့ကြောက်စင်မြို့နယ်တန်ရွာတိုက်နယ်မှာလူငယ်များဖြစ်ကြသည့်မောင်တန်းစင်အောင်မောင်တက်ထွန်းအောင်မောင်ထွန်းထွန်းမောင်ဝေရံမို့တို့ပါဝင်သော လူငယ်၄ဦးနှင့်အနောက်ငယ်တိုးရွာမှမောင်ဆိုင်မင်းခန့်မောင်စင်မျိုးတန်းမောင်မျိုးကျော်ခအာရှတို့ပါဝင်သော လူငယ်၃ဦးနှင့်အင်ရောင်းကြီးရွာမှမောင်တက်ဦးညီညီအပါအဝင်စုစုပေါင်းလူငယ်၈ဦးကိုအလုတ်သွားစဉ်နာနာပိုင်း ကျောင်းဆိုင်မျိုးနဲ့ထွေအုံနဲ့စစ်တပ်ကဂိတ်ချ၍ဖမ်းဆီးသွားကြောင်းအဆိုပါလူငယ်၈ဦးကိုစစ်မှုထမ်းအဖြစ်အပတ်စဉ်၁၉တို့ပို့ဆောင်ရန်ဖမ်းဆီးချုပ်နှောင်ထားကြောင်းသိရှိရပါတယ်။မိဘတွေအလုံးစိုးရိမ်ပူပန်နေပါတယ်။လူငယ်တွေအလုံးကိုကျောက်ဆဲထွေအုံယုံအတွင်ဖမ်းဆီးချုပ်နှောင်ထားပါတယ်။နိုဝင်ဘာလ၁၄ရက်နေ့ဒီနေ့မှာစစ်မှုထမ်းတင်တန်းကြောင်းကိုပို့ဆောင်မယ်လို့သိရပါတယ်။ကုညီကယ်ဆယ်ပေးကြပါဦးဟုလူငယ်တအူးကမိခင်ဖြစ်သူကိုပြောဆိုထားပါတယ်။ စစ်တပ်က2024ခုနှစ်မေလမှစတင်၍စစ်မှုရန်တင်နှံများကိုလကျင့်ဖွင့်လှစ်ခဲ့ပြီးယခုအခါစစ်မှုရန်တင်နှံအပတ်စဉ်၁၆ရက်သို့ရောက်ရှိနေပြီဖြစ်ပါသည်။